ခြေစပွဲအောင်ပေါ်တူဂီရဲ့စံချိန်တွေအကြောင်းမင်္ဂလာပါခင်ဗျာဆော့ကာဟစ်စထရီကနေကြိုဆိုပါရစေရော်နယ်ဒိုဗီဒီယိုဒီရပိုင်းနဲ့များနေလို့မလုံတော့ဘူးအုံဖြတ်ထားတာပါရှားတယ်မှာပွဲတွေလည်းအေးနေတယ်လို့ဒီအကြောင်းအရာကိုလုံပေးဖို့ပြောတဲ့သူတွေလည်းတော်တော်များလို့နောက်ကျမှပဲလုံပေးလိုက်ပါတယ်ပေါ်တူဂီကပြီးခဲ့တဲ့ကမ္ဘာ့ဖလားခြေစပွဲနောက်ဆုံးအဆင့်မှာကိုကိုတကူဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်သွားပါတယ်ဒီပွဲပြီးမှာပေါ်တူဂီကကမ္ဘာ့ဖလားခြေစပွဲကိုတိုက်ရိုက်အောင်သွားခဲ့ပါတယ် ော်တဂီခြေစစ်ပွဲအောင်လာလဲအထူးဆန်းမဟုတ်လို့ဂိုးပြတ်တာလဲအထူးတလဲမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့နောက်ဆုံးပွဲကအာမေးနီးယားနဲ့မဟုတ်လို့ပါ။အာမေးနီးယားဆိုတာပော်တဂီအတွက်မခက်ခဲပါဘူး။လူစင်းကလည်းအရန်ကွာတယ်လို့ဘောလုံးအဆင့်တန်းလဲကွာပါတယ်။အမှန်တကယ်ဆိုရော်နယ်ဒိုနှစ်ဂိုးသွင်းပြီးနိုင်ခဲ့တဲ့ဟန်ဂရီနဲ့ပွဲတကခြေစစ်ပွဲအောင်ရမှာပါ။ရော်နယ်ဒိုမရှိတဲ့မိနစ်အနေငယ်မှာခြေပါကိုပြန်ပေးခဲ့ရလို့သိကြသွားပြီးနောက်ဆုံးပွဲအထိယုံလိုက်ရတာပါတကယ်ဆိုပေါ်တူဂီတို့ဒီလောက်ထိတော့မခက်ခဲသင့်ပါဘူး မပြောချင်တဲ့အရာတစ်ခုပြောပါအောင်မယ်ရော်နယ်ဒိုနဲ့ပတ်သက်လို့ပြောစရာမလိုလို့မပြောချင်တာတွေရှိပေမဲ့မန်တွေမှာလာလာပြောကြလို့ဖြေပေးလိုက်ပါတယ်ရော်နယ်ဒိုမပါလို့ပေါ်တူဂီကိုပြက်လေဆိုတာကြီးကရေစရာကြီးပါအဝေးကြီးမကြည့်နဲ့ဒီကမ္ဘာဖလားခြေစပွဲမှာပဲပထမအကြော်မှာပေါ်တူဂီ၅ဂိုးပြတ်နိုင်ခဲ့တယ်ရော်နယ်ဒို၂ဂိုးသွင်းခဲ့တယ်အဲ့ဒီပွဲပန်နတီလုံးဝမပါဘူးအခုပဲ၉ဂိုးပြတ်တယ်ပန်နတီနှလုံးပါတယ်ဒီတော့ပန်နတီတွေပါတော့ဂိုးပိုပြတ်သွားတယ်အပေါ်မှာပြောခဲ့သလိုပဲပေါ်တူဂီနဲ့အာမေးနီးယားကဘယ်နေရာမှာမှအရှင်စရာမလိုဘူး ရော်နယ်ဒိုမပါပါမပါပါဂိုးပြတ်မှာပါပဲပထမအချော့ဆိုပေးဂိုးတော့မရှိခဲ့ဘူးနောက်ပြီး head to head ကိုကြည့်မယ်ဆိုရင်အခုကဘာဖလားခြေစပွဲမတိုင်ခင်ကယူရိုခြေစပွဲအဆင့်မှာနှစ်ကြိမ်တွေ့ထားသေးတယ်နှစ်ကြိမ်လုံးမှာတစ်ပွဲမှာရော်နယ်ဒို head trick နဲ့နိုင်တယ်နောက်တစ်ပွဲက Ronaldo ရဲ့တလုံးသေးသောဂိုးနဲ့နိုင်တယ်ပွဲတိုင်းမှာ Ronaldo နဲ့မကင်းခဲ့ဘူး ရော်နယ်ဒိုမပါရင် ပေါ်တူဂီပိုကောင်းသလားဆိုတဲ့မေးခွန်းကိုဖြေရရင်ဒါကိုသိမကြခင်ကျွန်တော်တို့တွေ့ရတော့မှာပါရော်နယ်ဒိုလည်းအများကြီးမကစားနိုင်တော့ပါဘူးရော်နယ်ဒိုမပါတဲ့အခိုက်အတန့်မှာပေါ်တူဂီပိုကောင်းတယ်ဆိုတာဖြစ်နိုင်ပါတယ်ပေါ်တူဂီကကစားရတာလွတ်လပ်သွားတယ်အရင်ကဘောလုံးရရင်ရော်နယ်ဒိုကိုပဲပေးချင်နေကြတယ်နီးပြညွှန်ကြတာလည်းဖြစ်နိုင်ပါတယ်ကစားသမားတွေအားကိုးတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒါကအာမေးနီးယားဖြစ်နေလို့ပါပဲအမြဲတမ်းတော့အလုံးမဖြစ်နိုင်ဘူး ပြီးခဲ့တဲ့ကမ္ဘာဖလားမှာတော့ရော်နယ်ဒိုကိုနီးပြားကလူစားလဲတာနဲ့ပတ်သက်ပြီးတောင်ကိုရီးယားနဲ့ပွဲမှာပြဿနာဖြစ်တော့နောက်ပွဲနီးပြားကရာမော့စ်ကိုထည့်ကစားတယ်ရော်နယ်ဒိုကိုအရန်ကုန်ပို့တယ်အဲ့ဒီပွဲဟက်ဒရစ်တောင်တွင်သွားတယ်ဒါနဲ့နောက်ပွဲတွေကျရာမော့စ်ကိုပဲထပ်သုံးတယ်ဒီတစ်ခေါက်တော့ရှုံးသွားတယ်ပေါ်တူဂီလည်းအိမ်ပြန်ရတယ်နီးပြားလည်းပြုတ်တယ်အမြဲတမ်းအလုပ်ဖြစ်မနေဘူးဆိုတာကိုပြောချင်တာပါတပွဲတလေပဲဒီပွဲမှာတော့ကွန်ဇာလိုရာမော့စ်ကအဆုံးသတ်ညှမ်းခဲ့တာကိုမြင်ခဲ့ရတယ် ရော်နယ်ဒိုကဒီလိုဘိုင်ဝမ်းသာဆိုဂိုးပြီးသားပဲဒါပေမဲ့ရာမော့စ်မဂိုးဘူးပုံမှန်လည်းလည်းပဲမေးပါမယ်ရာမော့စ်ကရော်နယ်ဒိုထက်အကောင်းတယ်လို့ထင်ကြလားကျွန်တော်တော့ထင်ပါဘူးအသက်ငယ်နေတာပဲရှိမယ်အဆုံးသက်ပိုင်းမှာပေါ်တူဂီရဲ့အထောင်တိုက်စစ်တဲ့ရော်နယ်ဒိုကိုမှီတဲ့သူမရှိဘူးရာမော့စ်က PSG မှာတော့ပုံမှန်နေရာမရရော်နယ်ဒိုကိုကြော်ပြီးနေရာပေးသေးချင်တာလားရော်နယ်ဒိုကိုကြီးမြတ်အောင်တတ်တတ်နေတော့ရှောင်မပြောစီချင်ပါဘူးခင်ဗျားတို့ကြည့်ကျင်တဲ့ရာမော့စ်ကိုနောက်နှစ်နှစ်လောက်အတွင်းမှာကြည့်ရတော့မှာပါ အဲ့ဒီကြရင်ကြည်မလားသိကြပါတယ်နီးပြမာဒီနက်စ်ကတော့ရော်နယ်ဒိုပိုင်ကျွန်တော်တို့ပိုကောင်းတယ်လို့ဖြေသွားတယ်ကျွန်တော်တို့ကရော်နယ်ဒိုနူနိုမန်ဒက်စ်နဲ့ပက်ဒရိုနက်တိုတို့ပါပိုင်ပိုကောင်းပါတယ်တည်ထားရမှာကဘောလုံးကအမားတွေအခက်အခဲတွေမဆုံးမနဲ့ကြိုးစားမှုတွေနဲ့ပြည့်နှက်နေတာပါတချို့ကစားသမားတွေမရှိတဲ့အချိန်ကျွန်တော်တို့တနည်းနည်းနဲ့အနိုင်ရအောင်ကစားရပါတယ်ကစားသမားအားလုံးရှိနေဖို့တော့အရေးကြီးတာပေါ့ဗျာဒါပေမဲ့ပွဲထွက်စီရင်မှာလူမဆုံတဲ့အခါအနိုင်ရအောင်ယုံကြည်မှုနဲ့တီးကြတဲ့ idea တခုခုရှိနေဖို့တော့အရေးကြီးပါတယ် သူ့စကားထဲမှာအပြည့်ပါပါတယ်လူမဆုံးလို့ရှုံတာရော်နယ်ဒိုပါလို့မပါလို့မဟုတ်ဘူးပေါ်တူဂီကကမ္ဘာဖလားခြေစစ်ပွဲကိုစုစုပေါင်းမှ6ချိန်ပဲအောင်မြင်ထားတာပါဒီထဲက6ချိန်ကရော်နယ်ဒိုနဲ့ပါရော်နယ်ဒိုမပါဘဲခြေစစ်ပွဲ3ချိန်ပဲအောင်မှုပါတယ်ရော်နယ်ဒိုအတွက်ကတော့ကမ္ဘာဖလားကို6ချိန်မြောက်အထိပါဝင်ကစားခွင့်ရတဲ့ကစားသမားဖြစ်လာပါတယ်ပေါ်တူဂီကတမိုင်းမှာအမြင့်ဆုံးရောက်ဘူးတာတတိယနေရာဖြစ်ပြီးပေါ်တူဂီအနေနဲ့ကမ္ဘာဖလားမှာဖိုင်နယ်တောင်တစ်ချိန်မှမရောက်ခဲ့ဘူးပါဘူးတစ်ဖက်မှာဘရာဇီးကဖိုင်နယ်9ချိန်ပြိုင်ထားပြီး9ချိန်ရထားသလို အာဂျင်တီးနားကဖိုင်နယ်6ကြိမ်ကစားထားပြီး3ကြိမ်ရယူထားပါတယ်။ဂျာမနီက8ကြိမ်တက်ရောက်ခဲ့ပြီး4ကြိမ်အောင်မြင်ခဲ့ပါတယ်။ဒီလိုအသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်လို့ပေါ်တူဂီအတွက်မလွယ်တဲ့ပြိုင်ပွဲတစ်ခုပါ။ပေါ်တူဂီတို့ကိုကိုတကိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာဘရူနိုဖာနန်ဒက်စ်နဲ့နာဗတ်စ်တို့ကဟက်ထရစ်ကိုစီရခဲ့ကြပါတယ်။အစားပိုင်းမှာအုပ်စုနောက်ဆုံးပွဲဖြစ်တာနဲ့အညီအာမေးနီးယားရဲ့တုံ့ပြန်မှုကကောင်းခဲ့ပြီးပေါ်တူဂီကိုခြေပါကိုတကိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ဒုတိယကိုဒီပွဲရဲ့ turning point ဖြစ်ခဲ့ပြီးတစ်ဖက်နောက်တန်းနဲ့ဂိုးသမား လူပေးမှားတာကိုကွန်ဆလာရာမို့စ်လင်းလင်းမြန်မြန်ရယူပြီးဒုတိယဂိုးရခဲ့ပါတယ်ဒီမှာတတိယဂိုးကိုလည်းဂျာအိုနာဗက်စ်မိနစ်ပိုင်းအတွင်းမှာပဲအေရီယာအပြင်ကနေကန်သွင်းသွားခဲ့ပါတယ်ဒီလိုဂိုးတွေမြန်မြန်ဆန်ဆန်ရသွားတာကပွဲကိုလွယ်လွယ်ကူကူထိန်းချုပ်လိုက်နိုင်ပြီးတစ်ဖက်အသင်းသားတွေကလည်းစိတ်လိုက်ပိုင်းဆန်ရအားနည်းသွားခဲ့ရပါတယ်ဒါကြောင့်မဲဂိုးပြတ်သက်ပြတ်သွားခဲ့ရတာပါလီဂိုမြောက်ဂိုးဖြစ်ဂျာအိုနာဖက်စ်ရဲ့ဖရီကစ်ကတော်တော်လှပါတယ်။ပွဲပြီးမှာကိုကိုအထိပြတ်သားခဲ့ပြီးခြေစစ်ပွဲအောင်ခဲ့ပါတယ်။ တစ်ဖက်မှာပေါ်တူဂီရဲ့အုပ်စုတစ်ခုတည်းကအိုင်ယာလန်ကိုချီးကျူးကြပါတယ်ပေါ်တူဂီကိုပထမအကြော့တည်းကနောက်ဆုံးမိနစ်ထိဂိုးမပေးအောင်တောင်းခံပြီးဒုတိယအကြော့မှာလည်းပေါ်တူဂီကိုရှုံးအောင်လုပ်နိုင်ခဲ့ပါတယ်အခုလည်းဟန်ဂရီနဲ့ပွဲမှာတည်ရီတမတ်ရယုံနဲ့တက်မဲ့ဟန်ဂရီကိုနောက်ဆုံးမိနစ်ထိအနောက်ကလိုက်ကစားပြီးကမ္ဘာဖလားဝင်ခွင့်လက်မှတ်ကိုလူယူသွားခဲ့ပါတယ်ပလေးအော့ဖ်တာအနိုင်ယူနိုင်ခဲ့ရင်ဟန်ဂရီကိုကမ္ဘာဖလားမှာမြင်ရနိုင်ပါတယ်။ဒီတော့ပေါ်တူဂီတို့နောက်ဆုံးပွဲရဲ့ ဂိုးပြတ်အနိုင်နဲ့ကဘာဖလားခြေစစ်ပွဲအောင်ခဲ့ပါတယ်။အသင်းသားတွေကရော်နယ်ဒိုကိုမန်ရှင်ခေါ်ပြီးဂုဏ်ပြုခဲ့တယ်လို့ရော်နယ်ဒိုကိုယ်တိုင်လည်းသူမပါနိုင်တဲ့ပွဲမှာဂိုးပြတ်အောင်ပွဲရခဲ့လို့ဂုဏ်ယူကြောင်းတင်ထားခဲ့ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးတင်ဆက်ပေးပြီးဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analyze ဗီဒီယိုကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ။ comment မှာ YouTube link လေးချပေးထားပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။